ဘုဒ္ဓဘဝတုန်းကသူဟာအလွန်ချမ်းသာကြွယ်ဝတဲ့တရေသားတယောက်ဖြစ်တယ်။အဥ္စပ်ပစ္စည်းချမ်းသာပြီဆိုလို့ရှိရင်ပဝန်းကျင်ကမြင့်မြတ်နွန်းတို့တန်ဖိုးထားပြီးတော့ပေါင်းသင်းဆက်ဆံကြတဲ့မိတ်ဆွေတွေအချွေရန်တွေဆိုတာလည်းရှိလာကြသမြင်ပေါ့နော်။အဲ့ဒီလိုအခြေအနေလေးတွေနဲ့ကြုံလာတဲ့အခါမှာသူအဘာဖြစ်တော့ဆိုတော့ဒဏ္ဍမန်ရစ်တယ်။ဒီပြင်လူတွေနဲ့ကိုယ်နဲ့မတူဘူးလို့ထင်နေတာ။သူမှန်ဝင်တာပေါ့။အဲ့ဒါနဲ့ဒီနေ့သူမျိုးထဲမှာသူ့ရဲ့အချွေရန်တွေပေးသက်တွေနဲ့တွားရင်းနဲ့တက္ကရာတိခီလို့အမည်ရတဲ့ပြည့်စေကဘောတာအရှင်မြတ်တစ်ပါးနဲ့တွေ့ရ။ ပြည့်စင်ကဗုဒ္ဓကိုမြင်လိုက်တယ်ဆိုရင်တမန်ဖြစ်တော့ဒါကုသိုလ်ဖြစ်စရာအကြောင်းတရားပါပဲပြည့်စင်ကဗုဒ္ဓဆိုတာရဟန္တာပဲအလွန်ငြိမ်းအေးတော်မူမယ်ဆိုတာနော်တည်သာတယ်ပေါ့ဒါပေမဲ့ပြည့်စင်ကဗုဒ္ဓကိုမြင်တာကုသိုလ်စိတ်မဖြစ်ဘဲနဲ့ဒေါသစိတ်ဖြစ်တယ်ဘာလို့ဒေါသစိတ်ကဖြစ်ရတာတော့ကျင်တဲ့လူတွေအကုန်လုံးကသူ့ကိုလေးလေးစားစားတံပိုးထားပြီးတော့ဆက်ဆံကြမယ်။ဥမာအရှင်ပြည့်စင်ကဗုဒ္ဓကတော့ရဟန္တာဆိုတော့သူ့လန်းသူ AACD တည်တည်ငြိမ်ငြိမ်ကြွားတော့မယ်။သူ့ကိုကြည်တောင်းကြည်ချင်မှကြည်မယ်လို့ဦးဇင်းထင်တယ်။အဲဒါကိုသူမခံစားနိုင်ဘူး။ စဉ်းစားကြောမန်ကြောင့်ဖြစ်တဲ့ဒေါသပေါ့နော်ဒီလူကဘာလဲသူများရဲ့တံပိုးထားမှုနော်အလေးထားမှုအထင်ကြီးမှုကိုလွယ်လွယ်လေးရနေတာမရတဲ့အခါကျတော့သူအခံရခက်တယ်ပေါ့အဲ့ဒါကြောင့်ပြည့်စေကဗုဒ္ဓလည်းအနားလေးရောက်တော့သူဘာလုပ်တယ်ထင်တော့အနှူရွဲ့လူရှင်းရဲပဲဆိုပြီးတော့တွေးနဲ့ထွေးတယ်တဲ့ဟောတပိတ်ကိုလည်းသူကအိုးမဲမဲလို့ထင်ချင်ထင်းနေမှာသူများရင်တော့အတောင်စားနေအခြေအမြင်မရှိဘူးလို့ထင်မှာပေါ့ ဝတ်ထားတဲ့သင်္ကန်းပန်းတကူကိုလည်းပဲအချုပ်အဆက်အဖာထိတိနေဆိုတော့အလုံးကိုအောက်တန်းကြတဲ့အဝတ်လို့သူထင်ကောင်းထင်ပဲပေါ့နော်ပို့ပြီးတော့ဆိုတာကတော့တတွေးနဲ့ထွေးတဲ့ကိစ္စတာမန်လူတယောက်သူ့လမ်းပေါ်သူသွားနေတာတတွေးနဲ့ဒုက္ခရှိသလားအဲဒါလို့လုံမယ်လို့ရှင်းပြပြပြီးတော့လှုပ်လိုက်တဲ့အနေထားလေးကိုတည်တည်ချာချာကြည့်ကြည့်သူ့ရဲ့စိတ်ဟာဘလောက်တောင်ယုံညံ့မှုတွေနဲ့လွှမ်းမိုးသွားတယ်လဲဆိုတာသိနိုင်တယ်အဲ့ဒါပြည့်စုံကဗုဒ္ဓရှင်မြတ်ရဲ့ပုံမှာလွန်ကျူးမိတာဆိုတော့ပို့ပြီးတော့သူ့အတွက်အထိနာဒါကြောင့်မလို့အဲ့ဒီဘဝကတည်တဲ့အခါမှာသူငရဲဟိုတောင်ရောက်သွားတယ် အံ့ဩစရာနော်ကံတရားတို့ရဲ့တော့ကြီးလေးတဲ့အပြစ်ထံကြောက်စရာကောင်းတယ်ဟုတ်လားအဲ့ဒါငရေကလွတ်တော့မှကံကျွင်းကံကြံအနေနဲ့ဘဝပေါင်းများစွာအနူရွယ်လူရှင်ရဲ့ဘဝကိုဖျက်ဆီးရတယ်။တာမန်လူတယောက်ပေါ်မှာလွန်ကျူးမိတာဆိုတော့ဒီလောက်ကြီးထိခိုက်ခြင်းမှထိခိုက်မယ်ပေါ့။အခုသူလွန်ကျူးစော်ကားတာတာမန်လူမဟုတ်ဘူး။ရှိကဘောတာဖြစ်နေတာ။မတူဘူးနော်။တာမန်ပုထုရှင်တွေကိုပြင်မာတာနဲ့ရိယာသူတော်ရှင်တွေကိုပြင်မာတာနဲ့အပြစ်တန်ခြင်းတွေ့နိုင်မလား။မတွေ့နိုင်ဘူး။ ဒါကြောင့်ပြည့်စေကဗုဒ္ဓကိုအဲ့လိုကျူးလွန်စွာကားတဲ့အတွက်ကြောင့်သူကအနုရွယ်ဥရှင်ဖြစ်ရတာသူဘုရားဆက်ကြောင်းပေါ့အဲ့လိုရှိရင်ဘီလူမဟောဘာဘူးလို့တိုက်ရတာတော့ဒါလည်းအကြောင်းရှိတယ်တဲ့တကူသောဘုရားတော်ကသူကတတိသတရောက်ပဲသူမှသူ့လိုအလွန်ချမ်းသာတဲ့တငယ်ချင်းတတိသ3ယောက်ရှိတယ်သူနဲ့ပါဆိုရင်4ယောက်ပေါ့အဲ့တော့ဒီနေ့တော့အဲ့ဒီတငယ်ချင်း4ယောက်ကဤစာမလေးတရားကိုခေါ်ယူပြောပါပြီးတော့အခအချင်းငွေမပေးလို့ကြတဲ့အတွက်ကြောင့်မူးမူးယူးယူးနဲ့တိုက်မြင်ကြတယ်တဲ့ ဘာတိုင်မင်းလဲဆိုတော့တို့ဒီတိဇာမာလေးကိုတပ်ပစ်ကြမယ်ကွာဒါဆိုလို့ရှိရင်အခကျင်းကြီးလည်းပေးစရာမလိုဘူးဝိဇ္ဇာထားတဲ့လက်ဝတ်လက်စားယတနာပစ္စည်းတွေလည်းအလကားရမှာအိမ်မှာဥစ္စာပစ္စည်းမရှိတာလည်းမဟုတ်ဘူးနော်မူမူယူနဲ့ကြံမိကြံရကြံကြအဲ့လိုတိုင်မင်ကြတာကိုအခန်းထဲမှာရှိနေတဲ့ပြိဇာမာလေးကကြားတယ်ကြားတဲ့အခါကျတော့ကြည်စမ်းအလွန်ရုံမှရက်ဆက်တဲ့လူတွေဒင်းတို့တကယ်လို့ငါ့ဟောတာတတ်ခဲ့မယ်ဆိုလို့ရှိရင်ဒင်းတို့ကိုလည်းပြန်ပြီးတော့တတ်နိုင်တဲ့ငါဖြစ်ပေးရစီတွေ့ကြည့်နော်သူ့စိတ်ထဲမှာလည်းပဲ လွန်ကြောက်မွက်ဖွယ်ရကောင်းတဲ့အတူကြီးတွေဟုတ်လားယောက်ျားသား၄ယောက်နဲ့မိန်းမသား၄ယောက်ဘလို့မှကာယပလအနေနဲ့ရှင်လို့မရပေမဲ့လို့စိတ်ထဲမှာတော့အရင်ကြောက်မွက်ဖွယ်ရကောင်းတဲ့အတူကြီးတွေဖြစ်နေတာမြင်နိုင်လေအဲ့ဒါဒီ၄ယောက်ကလည်းပဲရဲဆက်ဆက်ဒီပြည်စာမလေးကိုဘာပြစ်မှမရှိဘဲနဲ့တော့ဥစ္စာပစ္စည်းတည်းဟုတ်တော့အချောင်းချောင်းဝိုင်းပြီးတော့တတ်ကြတာအဲကြောင့်အဲ့ဒီပြည်စာမလေးကဘလူးမှဖြစ်ပြီးတော့ဘဝပေါင်းများစွာဒီ၄ယောက်ကိုလိုက်တတ်တယ် ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ပုဂ္ဂုတ္တတိမင်းကြီးဆိုရင်ဒါသူ့လက်ချက်နဲ့သိရဗာဟိယဓာတုစရိယတပတ်ဓာတိကခုတုတ္တမရဲ့ခုပြောတယ်တောဘောဓာရဲ့၄ယောက်ဘဝတန်တရာမှာပြုသူဖြစ်မိရင်တစ်ချိန်မှာခံသူဖြစ်ရလိမ့်မယ်ဆိုတာလွဲချော်မှုမရှိတဲ့နေရာမှာဒါတောဘောဓာရဲ့တစ်ချိန်လုံးကစိုးကဲမိုက်ခဲ့တဲ့အကြောင်းအရာလေးတွေအဲ့ဒါမြတ်စွာဘုရားကအဲ့လိုဟောပြပြီးတော့ယဟန်တို့တဲ့လောကမှာအတိညာဉ်နဲ့မိုက်မဲကြတဲ့ပုံကိုယ်တွေဟာ ဒီအလုပ်ကိုငါလုပ်လိုက်ရင်ဒီအလုပ်ကငါ့ကိုကောင်းကောင်းနှိပ်စက်မှာပါလားလို့မကောင်းမှုတွေရဲ့ပုံမှာနားမလည်နိုင်ကြတဲ့အတွေ့အကြုံကိုကိုနှိပ်စက်မဲ့ဒုက္ခပေးမဲ့အဲ့ဒီမကောင်းမှုတွေကိုပဲရဲရဲဝံ့ဝံ့စိတ်ပါလက်ပါလှုပ်ကြကန်ကြရင်းနဲ့ဘဝတန်တရားကြီးထဲမှာကိုဒီပင်လင်ကိုရန်သူဖြစ်ပြီးတော့နေနေကြတယ်လို့စကားအလို့တန်တွေဆက်ဆက်ပြီးတော့သောတော်ကကာထာတော်လေးကိုအဲ့ဒီမှာဟောတာစဉ်းစားကြည့်နော်တချို့ဆိုရင်ကိုကိုကိုဒုက္ခရောက်သွားစေမဲ့အလို့တွေကိုပဲဒုက္ခရောက်သွားစေမဲ့အလို့တွေလို့မသိတဲ့အခါကျတော့ ရေရေဝွန်ဝွန်ပျော့ပျော့ရွှင်ရွှင်တဆုဆုကြည်ကြည်နူးနူးတောင်လုံနေကြတာမရှိဘူးလားမဒုဝါမေညတိပါလောယာဝပပန်နပစ္စတိတဲ့ဟုတ်လားမကောင်းမှုအကျိုးမပြီးသေးသမျှကလပ်ပန်လုံးလူမိုက်ဟာမကောင်းမှုကိုပြားရည်လိုခြူတယ်လို့မှတ်တင်နေတယ်ကိုကိုကိုလဲလာပြီးနှက်လာပြီးဆိုပြီးတော့ဒီခေတ်မှာမကောင်းမှုတွေကိုလွန်ကျူးနေတဲ့လူတွေကိုအများအပြားမတွေ့နိုင်ဘူးလားတွေ့နိုင်နော်ဇရာစပစ္စတိပါပန်ဘာလောဒုက္ခနိကစ္စတိမကောင်းမှုအကျိုးပြီးပြီလဲဆိုရောအဲ့ဒီလူမိုက်ဟာဒုက္ခပြီးဒုက္ခဒုက္ခပြီးဒုက္ခ တွေ့ကြရတော့တာအတင်းမြတ်စွာဘုရားဟောတာလည်းရှိ